။ net ပြပါဖြစ်မလဲဆိုတာမတည်ဘူးဒါပေမဲ့ဟိုစ조사ပြီးတော့တွားရတာပေါ့။လူတိုင်းလည်းအောင်မြင်မှလို့မထင်ကြဘူး။ဖောင်းတစ်ခုစမယ်ဆိုလို့ရှင်သူကစိုက်ရုံပဲမကောက်ဘောเนาะစိုက်ပြီးရင်ကိုစိုက်ထားတဲ့ထွက်တာတဲ့ project တွေကဘလို့ရောင်းမလဲအဲ့ဒါလည်းအရင်အရေးကြီးတယ်ဘောเนาะချို့တောင်သူတွေကကြတော့သူတို့ကစိုက်ပေးစိုက်တတ်တယ်ဒါပေမဲ့မရောင်းတတ်ဘူးအဲ့ဒါ profit က အလုံးကိုဒီကြားမှာရှိတဲ့ပွဲစားကိုသူတို့ကမြင်ရရတော့တဲ့ဟာမျိုးအဲ့လိုမျိုးကလည်းမလို့ချင်ဘူးပေါ့နော်ဒါက farmer နဲ့ဒီစားတောင်းသူကို direct ချစ်စစ်ပေးတဲ့ပုံစံမျိုးပေါ့နောက်တစ်ခုကဘာလို့မြို့ထဲမှာရွေးလိုက်တာလဲဆိုတော့မြို့ထဲမှာရှိနေတဲ့ချိန်မှာဒီ customer ကလာလို့လွဲ့လွဲ့တယ်ဒီလိုလာပြီးတော့လေးလာလို့ရတယ်တော့လာပြီးတော့မှဒီမှာချက်တဲ့အတီးရောကိုယ်တိုင်း ဟိုမျက်စိကိုမျက်စိနဲ့မြင်လို့ရပြီးမှအဲကိုမျက်စိနဲ့ကြည့်ပြီးအော်ဘယ်လိုဆက်ပြောရလဲလာကြည့်လို့ရတာပေါ့နော်ကျွန်တော်က organic urban farming farm တခုလည်းဖြစ်နေတဲ့အတွက်အတီးရွေတဲ့ site တဲ့အတိကကျတော့အစိမ်းစားတဲ့ဆက်လက်ရွက်တယ်ပေါ့နော် harvest လုပ်လို့မြင်တဲ့အရွက်မျိုးပေါ့အစိမ်းစားတဲ့ဆက်လက်ရွက်မျိုးတွေကိုဈေးကောင်းတဲ့အရွက်မျိုးတွေကိုဆက်ကြတာများတယ်ရှင့်ရွက်ဆက်တဲ့အပြင်ကျွန်တော်လည်းဖြန့်တယ်ပေါ့နော် marketing ပိုင်းလည်းတွားတယ် online ကနေရောင်းတယ်နောက်ပြီးတော့ delivery အင်တီပို့ပေးရှင့်တပတ်ကိုတစ်ကြိမ်ပေါ့ เนาะมาได้ลูเซียนนี่ตะบัดตะจิงปูไปเออหูปกติน้ีเนี่ยหูเคมีคอลน้ีเนี่ยสั่นเลยဆိုလို့ရှင်သူတို့อ่ะเวเล่หลูได้ชื่อเคมีคอลบล็อกต้องเอามั้ยဆိုရင်အကုန်လုံးคอมพานีอ่ะတခါလေးတင်ထားပေးပြီးသားတောင်သူတွေอ่ะစိုက်ပေးလို့ရတယ်ออร์แกนิกလို့စိတ်ကွက်ရှင်သူတို့อ่ะစိုက်ပေးလို့ရတယ်သူတို့อ่ะဘာလဲခက်နေอ่ะဆိုရင်ရောင်းလို့နေရာမရှိတာပဲစိုးနေอ่ะဗောเนาะအဲ့ဒီတစ်ခုကိုရောင်းကုန်มาပေးစတော့ပြီးတော့ရောင်းပေးနေရရှင့် လက်သွဲလုံနေတဲ့ fan ကြောင့်ဒရင်ကခုလောက်ရှိပြီ။တခါလေးက10ခုထိရှိရပေါ့နော်။သူကရာဒီနဲ့တူပေါ့။ဒီ fan ဆချင်လာတဲ့အဲ့ဒီဟာလည်းပါတယ်ရှင်။ဟိုတကယ်လည်းမြို့ထဲမှာနေရအရင်မကြည့်တဲ့နေရမှာစိုက်ပြီးတော့မှ sustainable ဖြစ်ဖြစ်နိုင်ရေးပေါ့နော်။အဲ့ဒီဟာကိုလည်းအဲပြချင်တာပေါ့။စားလဲချိန်မှာလည်းလူကလူရင်းကလည်းတိတ်မမြအောင်တော့လူတိုင်းလည်းအောင်မြင်မှာလို့မထင်ကြအောင်။ ဘဒူတော့ပြပြဟဲနေရသေးသေးလေးနဲ့ဘလို့ဆက်ရမလဲဟိုဘလို့ဘလို့ပတ်စံမြရမလဲဆိုပြီးတော့အားလုံးအဲ့လိုထင်ကြရပါဘောနော်အဲ challenge ကခုနပြောလိုပဲမြို့ထဲမှာလုပ်မယ်ဆိုရင်မြည်ရရှားတယ်နောက်ပြီးတော့ဟိုကောင်းတဲ့ဟိုကောင်းနေရာကောင်းရှာလို့အရင်ခက်တာဘောနော်ဒီနေရာဆိုရင်တော့ကျွန်တော်တို့6လလောက်ရှာမှဒီနေရာကိုတွေ့ရတာဘောနော်အဲ့ဒီတောင်မှအခုမိုးတွင်းကဒီလိုဖြစ်သွားတာပေါ့ အဲနောက်နေ့အသွေးလိုကြုတ်ပြီးတော့စီစဉ်ရမှာပေါ့နောက်တစ်မျိုးပေါ့အခုတွေ့နေရတဲ့စိုက်ထားတဲ့ဟိုချင်းထဲမှာထည့်ထားရတယ်အဲမြေကြီးထဲမှာတရိုက်ဆက်လို့မရဘူးပြောင်းရွှေ့လို့လွှဲအောင်လို့ဒီချင်းထဲမှာစိုက်ကြည့်အောင်လို့ဒီဟို experiment တစ်ခုနဲ့အနေနဲ့စိုက်နေတာပေါ့နော်ပြောမယ်ဆိုရင်အာဒီ found တစ်ခုလောက်ရမယ်ဆိုရင် adventure ပါပဲပေါ့ဘာဖြစ်မလဲမင်းနဲ့ပြန်ပါဖြစ်မလဲဆိုတာမသိဘူးဒါပေမဲ့ဟိုစ조사ပြီးတော့တွားရတာပေါ့